ဆဲကျော်တက်အင်ပြေလေးကနေကမ္ဘာနာမည်အကြီးဆုံးတစ်စိတ်ကိုဖန်တီးခဲ့သူလိုဗစ်ဖတန်နဲ့ LV ရဲ့အနေအမြင့်အတက်ကြခင်ရိတ်တကြီးအလုံးမဲမင်္ဂလာပါရှင့် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်လိုဗစ်ဖတန်ဆိုတဲ့တစ်စိတ်ကကမ္ဘာနာမည်အကြီးဆုံး brand ကိုထဲမှာပါနေပါရယ်လက်ရှိ LV MH ရဲ့ CEO ဖြစ်သူ Vanes Anu ကလည်းကမ္ဘာအကျဉ်းနှံ့ဆုံးဘီလီယံနာတစ်ယောက်ဖြစ်နေတာပါတကယ်တော့ Vanes Anu က Louis Vuitton ရဲ့မိသားစုဝင်တော့မဟုတ်ပါဘူး ဒီဇလန်ဘလို့ဖြစ်ခဲ့တယ်လဲလူဝီဗတန်ကဒီဘရန်ကိုဘလို့စူးစမ်းဖန်တီးခဲ့လဲဆိုတာသိချင်ရင်တော့ဒီဗီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရစေရှင် LV လို့အလွယ်ခေါ်ကြတဲ့ဒီဘရန်ရဲ့ဇလန်အစကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ် LV ဆိုတာကမူလဖန်တီးရှင်လူဝီဗတန်ကိုရည်ညွှန်းတာပါသူရဲ့ငယ်ဘဝကတော့ခက်ခဲကြမ်းတက်ခဲ့ပါတယ်1821ခုနှစ်အတွင်းပြင်းထန်နိုင်ငံအန်ရှီလို့ခေါ်တဲ့တောရွာလေးမှာလူဝစ်ကိုမွေးခဲ့တာပါ။ဖခင်ဖြစ်သူဇေဗီယာကစပါးကျိတ်သမား လေဓမာတူဖြစ်ပြီးမိသားစုခါလည်းဇင်းရဲပါတယ်အဲ့ဒါကြောင့်မိခင်ဖြစ်သူခေါရင်းကအပေါ်ဝင်ရအောင်အားတဲ့အချိန်မှာအုတ်ချုပ်တွေလုံယောင်ခဲ့ရတာပါလူဝစ်ကကျောင်းစာကိုလည်းကောင်းကောင်းမတင်ခဲ့ရပါဘူးအနည်းဆုံးကျောင်းကသူ့ရွာကနေဆိုရင်၆မှန်လောက်တော့ဝင်နေခဲ့တာပါပြည်တော်ဖခင်ရဲ့လေလုံငန်းတွေကိုဝိုင်းကူပေးခဲ့ရလို့ကျောင်းကိုလည်းမတော်နိုင်ခဲ့ပါဘူးဒီလိုအချိန်တွေကနေကမ္ဘာနယ်မြေကြီးဘရန်တစ်ခုဖန်နေဖို့လူဝစ်တယောက်အိမ်မက်တောင်မမတ်နိုင်ခဲ့တာတော့အမှန်ပါပဲ ကန်ဆောကျန်တော့လူဝစ်အသက်20အရွယ်မှာမိခင်ကဆုံးဖသွားခဲ့ရပါတယ်ဖခင်ဖြစ်သူလဲတပင်လဲရင်တပင်ဒူးဆိုတဲ့စကားအတိုင်းနောက်အိမ်အောင်ထပ်ပြူခဲ့တာပါဆယ်ကျော်သက်အရွယ်ထဲဝင်လာတဲ့လူဝစ်နဲ့မီရီကလည်းဒဇက်လေးမှမတက်ခဲ့ပါဘူးမီရီဖြစ်သူကသူ့ကိုချုပ်ချယ်လို့တဲ့အခါမှာတော့လူဝစ်လည်းပဲရစ်ကိုတက်ကအလုံးလုံးမဲ့ဆိုပြီးအိမ်ကနေထွက်ပြေးလာခဲ့ပါတယ်အဲ့ဒီတုန်းကလူဝစ်တယောက်အသက်23နှစ်ပဲရှိနေခဲ့တာပါပြဿနာကလူဝစ်မှာပတ်သက်တပြားမှမပါသွားခဲ့တာပါပဲ ။နောက်ပြီးသူနေတဲ့အန်ရှိနဲ့ပဲရစ်က225မိုင်တောင်ဝင်နေခဲ့တာပါ။နောက်ပြီးလမ်းဘတ်ဆက်တွေရေကလည်းတိတ်မပေါလို့လူးဝစ်လန်တော်လန်ကနေပဲခင်းနေခဲ့ရတာပါ။မြို့ရီရွာတွေဖြတ်တဲ့အချိန်မှာတော့ကျုံရအလုပ်တွေဝင်လုပ်ပြီးစောင့်ဝင်နေကြီးအတွက်ဖြည့်ရှင်းခဲ့ရပါတယ်။တချို့ရဲတွေမှာဆိုရင်တော့ဘာမှမစားရပဲရေတောက်ပိုင်းမောက်နေခဲ့ရတာပါ။တချို့ရဲတွေမှာတော့တော်ရဲမှာပဲညအိတ်ခဲ့ရတာပါ။ကျောင်းရနေရမှာကျောင်းရအလုပ်ဝင်လုပ်ခဲ့တဲ့လူဝစ်တယောက်လက်မှုပညာတချို့လဲကျွဲခုရေပါတက်မြောက်လာခဲ့တာပါအဲ့ဒီအလုပ်တွေကတော့တက်တူတူ ကြောက်သူအထဲဆုံးနဲ့လက်သမားပယံပညာတွေပါပဲဒီလိုနည်းနဲ့ခီးဆက်လိုက်ကျောင်းရနေရာမှာအလုပ်ဝင်လုပ်လိုက်ရင်ပက်ဆက်ဇူလိုင်းနဲ့ပဲရစ်ကိုတုံးနေနေမှာရောက်လာခဲ့ပါတယ်ပဲရစ်ရောက်တဲ့အချိန်မှာတော့အတိတ်ကြပြင်းမဲ့အလုပ်တစ်ခုကိုလိုက်ရှာရင်တက်တာလောက်တဲ့အလုပ်ကိုရခဲ့ပါတယ်လူဝစ်ကာဖော့တယ်တွေရဲ့စကားကိုသေချာနားထောင်ပြီးသူတို့ရဲ့လိုအပ်ချက်တွေကိုပုံမနာလိုက်ခဲ့တာပါဒီလိုနဲ့နှစ်တွေကြာမြင့်လာတဲ့အခါခီးတော်ဖို့အစ်တတော်ဆုံးဖြစ်မဲ့တက်တာဒီဇိုင်းအစ်တတွေကသူကောင်းထဲမှာအပြစ်ဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်တော့ခီးသွားရင်တစ်တာတွေတုံးတတာကလူချမ်းသာအထက်တန်းလွှာတွေပါပဲလူလက်တန်းစားတွေနဲ့အောက်ခြေလူတန်းစားတွေကကျုံတလို့ထုတ်ပေါ်ပြီးခီးသွားတတ်ကြတာပါလူချမ်းသာအထက်တန်းစားဆိုတဲ့အတိုင်းကြီးလည်းများတတ်ကြတာဖြစ်ပါတယ်အခုစလက်ကြီးများတို့အထက်တန်းစားများစွာနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာသူတို့ဘာလို့ကျင်လဲဆိုတာတဖြည်းဖြည်းနဲ့သိလာခဲ့ပါတယ်လက်မှတ်ပညာတွေကိုထိုက်တင်တဲ့လောက်တက်ကြောနဲ့လူဝစ်လည်းသူ့စိတ်ကိုယ်ရတဲ့ဒီဇိုင်းတွေကိုကိုယ်တိုင်ဖန်တီးကြည့်ခဲ့တာပါ သူ့လက်ရလဲတွေကိုလူကြိုက်များလာခဲ့ပြီးနောက်ပိုင်းမှာနာမည်လေးလည်းရလာခဲ့ပါတယ်1952ခုနှစ်မှာတော့ Louis က VIP ဖောက်တဲ့တယောက်ရလာခဲ့တာပါအဲ့ဒီသူကတော့ပြင်သစ်ရဲ့တော်ဝင်မီပြားတစ်ပါးပါပဲနောက်ပိုင်း Louis ကတော်ဝင်မျိုးနွယ်ရဲ့တစ်တာတီထွင်သူတောင်ဖြစ်လာခဲ့ပါတယ်ပြောရရင်ဒီအချိန်နဲ့တည်းရင် Louis တယောက်ကျင်းသက်လို့ရနိုင်ခဲ့ပါပြီအဲ့ဒီတုန်းကသူ့ရဲ့အတက်က30ပြည့်စပဲရှိပါသေးတယ်ဒါပေမဲ့ Louis ကဒီလောက်နဲ့ရမသွားခဲ့ပါဘူး အသက်တုံးဆက်တုံးနဲ့အပြင်မှာတော့အိမ်တော်ပြုတ်ခဲ့ပါတယ်ပြည်တော်သူစုစားငွေတွေကိုအကုန်ထုတ်ပြီးကိုပိုင်တက်တာလုပ်ငန်းထူထောင်ခဲ့တာပါအဲ့ဒီတုန်းကခေတ်စားတဲ့တက်တာတွေလက်ဆွဲတက်တာတွေရဲ့ထက်ကအခုံးပုံစံတွေဖြစ်ခဲ့ပါတယ်ပြည်ထနာကဒီတက်တာတွေကိုချက်လို့အစင်မပြေတာပါပဲနောက်ပြီးတက်တာအဖုံးမှကျုံးတဲ့တည်ရစတွေကလည်းအထက်မခံကြပါဘူးအဲ့ဒါကြောင့် Louis လည်းပိုအစင်ပြေမဲ့ဒီဇိုင်းကိုစံစားရပါတယ်တေးအစဟဘဆောက်ကိုအစအသုံးပြုခဲ့သလိုသူ့ရဲ့တက်တာတွေကိုလည်းပိုပေါ်ပါပြီးပိုအကျန်းခံအောင်ဖန်တီးခဲ့ပါတယ် နောက်ပိုင်းလူဝီစီရဲ့ဒီဇိုင်းကိုလူတွေကသဘောချပြီးအားပေးလာခဲ့ကြတာပါဒီအချိန်မှာတော့လူဝီစီရဲ့သတင်းကအထက်တန်းလွှာတွေထဲမှာပေါက်ရောက်နေခဲ့ပါပြီလူဝီစတဲ့စိတ်ကူးတဲ့ရှိသမျှကိုဖန်ပြီးကြည့်ပြီး LB ကတ်တလော့ကိုလည်းပြုစုခဲ့တာပါကစံအကြမ်းခံတင်ရလွယ်တဲ့လူဝီစရဲ့တတတွေနဲ့လဆွဲအိတ်တွေကလူကုန်တိုင်းအတန်းဝိုင်းမှာနာမည်ပိုးကြီးလာခဲ့ပြီးအီဂျစ်ကတတိတွေတကူတကလာဝင်ရတဲ့အထည်ဖြစ်လာခဲ့ပါတယ်။1959ခုနှစ်လောက်မှာတော့လူဝီစလန်ထိတ်တန်းလက်မှုပညာရှင်အဖွဲ့ကိုကြီးကြီးကြီးနဲ့ငားပြီး သူဒီဇိုင်းတွေကို share ဖန်တီးခဲ့ပါတယ်။နောက်ပြီးအလုပ်သွားတွေကထူးချွန်သူတွေကိုပဲ Paris ရဲ့အပြင်ဘက်ကိုလွှတ်လိုက်ပြီးလုပ်ငန်းခွဲတွေဖွင့်ကမ်းခဲ့တာပါ။နောက်ပြီးတက်တာသုံးဆွဲတဲ့သူတွေထဲမှာကြောရိုင်ခီးထွက်ဖို့လိုအပ်တဲ့အလွာအသီးသီးကလူတိုင်းအတွက် Louis ကသူ့ရဲ့ထုတ်ကုန်တွေနဲ့ဖြည့်ဆည်းပေးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအကျိုးမြတ်တွေလည်းအများကြီးရခဲ့တာပါ။ အောင်မြင်ပြီလို့ထင်တဲ့အချိန်မှာပဲကန်စုံမှုတွေကရောက်လာခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ပြင်သစ်ကစစ်ပွဲစီကိုဥတည်နေခဲ့တာပါ။အဲ့ဒီအချိန်က1890ဝန်းကျင်ဖြစ်ပြီးပြင်သစ်နဲ့ pressure စစ်ပွဲဖြစ်ပွားနေချိန်လည်းဖြစ်ပါတယ်။အဲ့ဒီအချိန်အတွင်းမှာ Louis ကရှီးသမျှကို ထားခဲ့ပြီးစစ်ဘေးရှောင်ခဲ့တာပါ။1892ခုနှစ် Paris ကိုပြန်ရောက်လာတဲ့အချိန်မှာတော့သူပိုင်ဆိုင်ထားသမျှအားလုံးပျက်စီးနေခဲ့ပါပြီ။ဒါပေမဲ့ပညာကျမ်းသိသေးတဲ့ Louis ကရရအလုပ်လုပ်ပြီးပတ်သက်ပြန်စုခဲ့ပါတယ်။ ဝင်းကြီးလေးနည်းနည်းရလာတဲ့အခါဆိုင်ကတခန်းကားလိုက်ပြီးတက်တာလုံငန်းကိုပြန်ဆောက်ခဲ့တာပါနောက်ဆုံးမှာအထက်တန်းလွာနေရာနဲ့နီးယထာပူရာဟိုတယ်တွေနဲ့လည်းနေရနေရာကိုရွေးခဲ့ပါတယ်တွေ့ကိမ်းမှန်သွားတဲ့လူဝစ်စ်တယောက်စံဖွင့်ပြီးတိတ်မကြခင်မှာပဲအော်ရာတွေတော်တော်များများရခဲ့တာပါဒီလိုနဲ့သူစည်းဝိုင်းကိုလည်းတကြော့ပြန်လဲပက်လာနိုင်ခဲ့ပါမည်1892ခုနှစ်လောက်မှာတော့လူဝစ်စ်ကအစင်းချောင်းတွေပါတဲ့အဝါနုရောင်ခင်းပတ်စားနဲ့လှထားတဲ့ခီးဆောင်အိတ်ကိုဖန်တီးခဲ့ပါတယ်ဒီဒီဇိုင်းကလူတွေရဲ့အာရုံကိုဖန်ဆင်းနိုင်ခဲ့ပါပြီ ။တချို့ကဒီဒီဇိုင်းအတိုင်းအတူခေါ်ပြီးလုံယောင်းခဲ့ပေမဲ့အကျန်းကမုံမှာတော့လူဝစ်စီရဲ့ထုတ်ကုန်ကမမီခဲ့ပါဘူး။ဒီလိုနဲ့လူဝစ်လည်းအသက်ကြီးပိုင်းအရွယ်ကြီးရောက်လာခဲ့တာပါ။အသက်90ပြည့်တဲ့နှစ်မှာတော့လူဝစ်လည်းကွယ်လွန်သွားခဲ့ရပါတယ်။သူ့လုပ်ငန်းကိုတော့တားပြစ်သူဂျော့ဖရီဒန်ကဆက်ခံခဲ့တာပါ။ဂျော့ရဲ့လက်ထက်မှာတော့ထုတ်ကုန်တွေကိုလန်တန်လိုမျိုးနိုင်ငံသားမျိုးတွေမှာရောင်းနိုင်တဲ့အထည်စူးစမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာအတူလုပ်တဲ့ကိစ္စတွေကလည်းများလာခဲ့တာပါ အဲ့ဒါကြောင့်ဂျော့စ်ကသူတို့ရဲ့ထုတ်ကုန်တွေပေါ်မှာ LV ဆိုတဲ့ monogram ကိုစထည့်သွင်းခဲ့ပါတယ်။ LV ကတော့ Louis ရဲ့နာမည်ကိုအတူကဂွန်ပြုခေါ်ဝေါ်ခဲ့တာပါပဲ။အဲ့ဒီအချိန်က1896ခုနှစ်လောက်မှာဖြစ်မှာပါ။နောက်ပြီးတခြားသူတွေရဲ့အတူခေါ်ဖို့ခက်ခဲတော့ဒီဇိုင်းကိုလည်းထည့်သွင်းဖန်တီးခဲ့ပါသေးတယ်။1900ပြည့်နှစ်လောက်မှာတော့သူတို့ကုမ္ပဏီကဝန်ထမ်းတကြာလောက်ရှိလာခဲ့ပါပြီ။အားလုံးကလည်းတေချာလေးကျင့်ပေးထားတဲ့ကျွမ်းကျင်ပညာရှင်တွေဖြစ်ပါတယ်။ ဘလောက်တောင်လေးကျင့်ထားလဲဆိုရင်အနည်းဆုံး16လကနေနှစ်နှစ်အထိအလုပ်သင်အဖြစ်လုပ်ကြရတာပါအဲ့ဒီအထက်ကအရင်ချင်းပြည့်မိသူတွေကိုပဲဝန်တန်းအဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်ဇော်ဖီတန်က1936ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတာပြည့်သူဂက်စတန်လိုဝစ်ကလုပ်ငန်းကိုအမွေစက္ကန့်ခဲ့တာပါဇော်ဘီမဲ့ဒီအချိန်ကဒုတိယကမ္ဘာစစ်ကိုဥတည်နေချိန်ဖြစ်လို့ဂက်စတန်အတွက်အရန်ကိုခက်ခဲခဲ့ပါတယ် ဖန်နေပြင်သစ်ကိုနေချက်လာတဲ့အချိန်မှာတော့ Gaston လဲလုပ်ငန်းရပ်တည်နိုင်ဖို့အတွက်နာစီတွေနဲ့ပူးပေါင်းခဲ့ရတာပါဒီအကြောင်းကိုစာရေးဆရာ Stephen Von Bissini ကပြင်သစ်ဒဏ္ဍာရီ Louis Bouton ဆိုတဲ့စာအုပ်ထဲမှာအသေးစိတ်ဖော်ပြထားခဲ့ပါတယ်ပွဲပြေးဆုံးချိန်မှာတော့ Albert ကိုနေလဲသပိတ်မောက်ခံခဲ့ရတာပါအကြောင်းကတော့နာစီရီနဲ့ပူပေါင်းခဲ့လို့ပါပဲတကယ်တော့အဲ့ဒီအချိန်တုန်းကနာစီရီနဲ့ပူပေါင်းခဲ့ရတဲ့တခြားနာမည်ကြီးလုပ်ငန်းတွေလည်းရှိခဲ့တာပါဒီချိန်မှာတော့တမက်ဖြစ်သူ Hendry Rockmeyer က လုပ်ငန်းကိုဆက်ဦးစီးခဲ့ပါတယ်။ဟီရီရဲ့လက်ထက်မှာ LV လုပ်ငန်းကမီတာစုပိုင်လုပ်ငန်းအဖြစ်ကနေ corporate အဆင့်ထိပြောင်းလဲနိုင်ခဲ့တာပါ။ပြောင်းရရင်သွေးသားတွေအထက်တမက်ကလက်ဆောင်ထက်နေရဲဆိုတဲ့သဘောပါပဲ။နောက်ပြီးသူက LV ရဲ့ဈေးကွက်ကိုဂျပန်အပါဝင်နိုင်ငံတော်တော်များများအထိထိုးပေါက်နိုင်ခဲ့တာပါ။ဟင်ဒရီဥဆောင်ပြီး၆နှစ်အတွင်း LV လုပ်ငန်းကအဆက်မတန်ကြီးထွားလာခဲ့ပါတယ်။1984ခုနှစ်မှာတော့ဟင်ဒရီက LV ကိုအများပိုင် ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့တာပါ။ ပြန်မကြီးအဖျော်ရမကလုပ်ငန်းစုကြီးဖြစ်တဲ့ Moef Hennessy နဲ့ပူးပေါင်းလိုက်တဲ့အချိန်မှာတော့ LVMH လုပ်ငန်းစုကြီးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Moef Hennessy ရဲ့ CEO နဲ့အကျော်မတည့်တဲ့ Henry ကအရေးကြီးရှိတဲ့ဂျာလူတယောက်ကိုသူ့ရဲ့လုပ်ငန်းထဲဆွဲခေါ်ခဲ့တာပါ။သူကတော့လက်ရှိ CEO ဖြစ်နေတဲ့ Vanus Arno ပါပဲ။ဒါပေမဲ့ Vanus ကကုမ္ပဏီရှယ်ယာ43ရာခိုင်နှုန်းလောက်ထိကိုလွှတ်ဝတ်ပြီးဝယ်လိုက်တဲ့အချိန်မှာတော့ Henry လိုလဲကြေကွဲသွားခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတရားစွဲတာတွေပါရရှိခဲ့ပေမဲ့ ဗာနက်ကိုတော့ထိခိုက်အောင်မလုပ်နိုင်ခဲ့ပါဘူး။အဲ့ဒါကြောင့်ဟင်နရီလည်းနောက်ကျောကိုဓာတ်နဲ့ချုပ်ခံရတဲ့ဆိုပြီး LVMH ကနေစွန့်ခွာသွားခဲ့တဲ့အချိန်မှာတော့ကုမ္ပဏီနဲ့ပတ်သက်လာရင်ဗာနက်ကပဲထင်ရှားလာခဲ့ကြောင်းဝေမျှလိုက်ပြီးဗီဒီယိုလေးကိုညီကုန်းချုံလိုက်ရပါတယ်ရှင်။အစိုးရချစ်ချူပေးကြတဲ့အတွက်တရောက်ချင်းစီတိုင်းကိုအထူးအကျေးဇူးတင်ရှိပါတယ်ရှင်။